ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကမှာခိုးပင်ကျူးကျော်ရေတဲကတယောက် Ice အဖွဲ့ကဖမ်းဆီးထားတဲ့အချိန်မှာဒီဆုံးသွားပြီးနောက်ထပ်ဗန်တယောက်ဒီဆောင်ဒီဆုံးအောင်မလဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ The Guardian သတင်းစာက ဂျွန်လ22 2025မှာတင်ဆက်သွားတာကတော့အသက်68နှစ်အရွယ်မက္ကစီကန်လူမျိုးအမျိုးသားတယောက်ဟာပထမဦးဆုံးဆယ်စုနှစ်တစ်ခုအတွင်းစတင်တည်ဆုံရတဲ့ ICE အဖွဲ့ကဖမ်းဆီးထားပြီးပြည်နယ်တန်ပေးရန်ရက်ထောင်ကနေ ICE အဖွဲ့ရဲ့အကျဉ်းထောင်စီခေါ်ဆောင်သွားစဉ်လမ်းမှာတည်ဆုံသွားခဲ့ပါတယ်။ဒေသသူတွေကတော့ကျမ်းမာရေးစောင့်ရှောက်မှုလုံးဝညံ့ဖျင်းတဲ့ ICE အဖွဲ့ရဲ့ထိန်းသိမ်းရေးစခန်းတွေမှာဒီအတိုင်းသာဆိုရင် နောက်ထပ်လူတွေတည်ဆုံမှုတွေများပြားလာဦးမယ်လို့ The Guardian သတင်းစာကိုပြောပါတယ်။အခုတည်ဆုံသွားရသူ Abelardo Avellanido Del Cabo 68နှစ်ဆိုသူဟာ သူတည်ဆုံသွားရတဲ့အကြောင်းအရင်းကိုတော့စုံစမ်းစစ်ဆေးနေရလို့ Ice အဖွဲ့ကမိသားစုကိုဆက်သွယ်ပြောဆိုလိုက်ပါတယ်။ Ice အဖွဲ့ကတော့ဘလိုပဲဖြစ်ဖြစ်သမရညွှန်ကြားထားတဲ့အတိုင်းအမေရိကမှာရှိနေတဲ့တန်းနဲ့ချီတဲ့ခိုးဝင်ကျူးကျော်တွေကို တုတ်တင်ရှင်လေးရေလုံနေတာကတော့တရက်ကိုအယောက်3000ဖမ်းဆီးပြီးအမြန်ဆုံးနိုင်ငံတွေကနှင်ထုတ်ဖို့ပဲဖြစ်ပါတယ်။ဂျော်ဂျီယာပြည်နယ်မှာအခြေဆိုင်ပြီးခိုးပင်ကျူးကျော်ဖမ်းဆီးမိသွားတဲ့သူတွေကိုဘာသာပြန်ကူညီပေးနေတဲ့ L Refugio လို့အမည်ရတဲ့အဖွဲ့အစည်းကတော့ ICE အဖွဲ့ဟာနေပအားညမှာအခုလိုဖမ်းဆီးပြီးအချုပ်ထောင်ထဲထည့်နေတာဟာအချိန်ကြိုက်ဘုံတွေကိုစူးစီးနေတယ်လို့ဖြစ်နေတယ်လို့ဆိုပါတယ်။ဆိုလိုတာကတော့ ဖန်ဆင်းမိခဲ့တဲ့သူတွေထဲမှာအသက်အရွယ်ကြီးပြီးအိုမင်းနာမကျန်းဖြစ်နေတဲ့လူကြီးတွေများစွာပါနေလို့ပါပဲ။ကျမ်းမာရေးချုပ်ရင်းနေလို့အချိန်မီတည်ဆုံသွားနိုင်ကြောင်းသတင်းဌာနကပြောပါရတယ်။တည်ဆုံသွားခဲ့သူအဘလာဒိုဟာဆိုရင်တော့အမေရိကမှာနေထိုင်နေတာအနည်း40နီးပါးရှိနေပြီး အခုထိ အထောက်ထားနေထိုင်ခွင့်ဘာတစ်ခုမှတော့မရှိပါဘူး။အမေရိကမှာသူ့ရဲ့မိသားစုဟာများပြားလာပြီးတော့ စိတ်လိတ်ဆက်ယုံတဲ့လေယာဉ်လုပ်ငန်းတွေမှာသူလုပ်ကင်ပါတယ်။ပြီးတော့ဧပြီလ9ရက်နေ့မှာဂျော်ဂျီယာပြည်နယ်မှာပလိတ်အဖွဲ့ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး ICE အဖွဲ့ရဲ့အကျဉ်းထောင်ကိုလွှဲပြောင်းပေးခဲ့ပြီးမေလ9ရက်နေ့မှာတော့ခရိုင်အချုပ်ကနေပြီးတော့ ICE အဖွဲ့ရဲ့ထိန်းသိမ်းရေးစခန်းကိုခေါ်ဆောင်သွားစဉ်လန်ခီးမှာပဲအချုပ်ကားပေါ်မှာတည်ဆုံသွားခဲ့ပါတယ်။ သူ့ရဲ့မိသားစုတွေကကလေးနှစ်ယောက်ကတော့ The Guardian သတင်းကိုပြောသွားတာကတော့သူတို့အဖေဟာကျမ်းမာရေးကောင်းမွန်သူဖြစ်ပြီးပလေးအဖွဲ့ကဖန်ဆီးပြီးတပတ်လောက်အကြာတရားရုံးထုတ်ချိန်မှာတွေ့လိုက်ရခြင်းမှာတော့ဘိန်းတက်တွန်လဲပေါ်မှာတွေ့လိုက်ရပြီးအဲ့ဒီနောက်ပိုင်းသူနဲ့တွေ့ခွင့်မရတော့ကြောင်းပြောပါတယ်။ The Guardian သတင်းကအချင်းထောင်မှာရရှိတဲ့သတင်းကတော့သူကျမ်းမာရေးမကောင်းလို့ဆေးကုသမှုတွေခံနေရကြောင်းသိရပါတယ်။သူ့ရဲ့မိသားစုထဲမှာသူ့ကို သွားတွေ့ခွင့်ရခဲ့တဲ့ကလေးကတော့မေလ၄ရက်နေ့မှာအချင်းထောင်မှာသွားတွေ့စဉ်သူ့အဖေကိုထောင်ဝင်တန်းတဦးကဘိန်းတက်ခုံနဲ့တွန်းပြီးခေါ်လာတာတွေ့ခဲ့ရလို့အလွန်အံ့ဩသွားရပြီးဘလို့ဖြစ်တာလဲလို့မေးတော့အဖေကစကားတစ်ခုမှမပြောဘဲခေါင်းကိုသာတွင်တွင်ခါပြီးဘာစကားမှမပြောကြောင်းအချင်းထောင်ဝင်တန်းတွေကတော့သူ့နေမကောင်းလို့စိတ်စိတ်တိုက်နေရကြောင်းသူဟာအစားအစာတွေလည်းစားလို့မရဘူးမစားဘူးဘာမှလည်းကြွေးလို့မရကြောင်းအဲ့ဒါကြောင့်ဆေးကန်းမှာ အချုပ်ဆောင်တဲကစေကမ်းမှာပြောင်းထားပြီးအနီးကဆောင်းလျှောက်ပြီးတော့သူနာပြုတွေမှာသွေးတိုးဆေးတွေရောယောဂါပိုးတက်ဆေးတွေစုစုပေါင်း၅မျိုးလောက်တိုက်ပြီးကုသပေးနေကြောင်းအချင်းထောင်ရဲ့စေကမ်းမှာ သူ့ရဲ့မိသားစုကိုရှင်းပြပါတယ်။နောက်ဆုံးမေလ9ရက်နေ့မှာတော့ Ice အချင်းထောင်ကိုလွှဲပြောင်းခေါ်ဆောင်သွားစဉ်လမ်းပေါ်မှာကားပေါ်မှာလုံးဝစကားမပြောမေးမြန်းလို့မရတော့တဲ့အတွက်ကားမောင်းသမားကကားကိုရပ်တန့်ပြီး 911ကိုခေါ်ပြီးသတင်းပို့ကြောင်းပလိတ်အဖွဲနဲ့အရေးပေါ်စစ်တပ်ဖွဲ့တွေရောက်သွားလို့စစ်စေးချိန်မှာတော့သူဟာဘာမှမေးမြန်းလို့မရတော့ပဲ သွေးပုံချိန်ကတော့226အောက်သွေး59ရှိနေခဲ့ပြီးခဏကြာမှာတော့တည်ဆုံးသွားကြောင်းသိရပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာတော့သမရထရမ့်ဟာ ICE အဖွဲ့ကိုညွှန်ကြားထားတာတခုကတော့ဖန်စီပြီးပြည်နှံတန်ပို့တဲ့အထဲမှာ လေယာဉ်လုပ်ငန်းတွေနဲ့ဟိုတယ်လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ခိုးဝင်ကျူးကျော်တွေကိုတော့ခိတ္တလွှတ်ထားပေးရန်နဲ့ဖမ်းဆီးရန်အချင်းရောက်ရင်ထပ်ပြောမယ်လို့ညွှန်ကြားထားခဲ့ကြောင်းသိရပြီးတော့ပြည်တွင်းလုံခြုံရေးဌာနရဲ့ထုတ်ပြန်ချက်အရတော့ ICE အဖွဲ့ကတရက်ကိုအယောက်၃ထောင်ဖမ်းဆီးရန်စ조사နေပေမဲ့တရက်ကိုအယောက်၂ထောင်လောက်သာဖမ်းဆီးမိနေကြောင်းသိရပါတယ်ဗီဒီယိုလေးကိုတစ်ချက်ကြည့်ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permise USA News YouTube Channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye and hotel workers from deportation our farmers are being hurt badly by you know they have very good workers they've worked for them for 20 years they they're not citizens but they've turned out to be you know great and we're going to have to do something about that. But what exactly that may be is unknown. Trump said he would sign an executive order to address the issue by taking what he called a common sense approach. We can't take farmers and take all their people and send them back because they don't have maybe what they're supposed to have. And I think we can't do that to our farmers and leisure too, hotels. Uh, we're going to have to use a lot of common sense on that. Thunders,